ဟယ်လိုအားလုံးမင်္ဂလာပါဘူဝမချင်းကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာလဲ Champions League ပွဲစဉ်တွေထက်ကစားဖို့ကျွန်တော်တို့ရှိတယ်ဒီထဲမှာ Real Madrid ပွဲတို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က Liverpool ပွဲတို့နဲ့ပတ်သက်ပြီးတော့ပွဲကြိုကျွန်တော်တို့ဒါတုံးသက်ချက်ဖြစ်ပြောကြည့်အောင်ပါဆိုတော့ Real Madrid ကတော့ဒါ Olympiacos ရဲ့အကွင်းကိုတွားပြီးတော့ရှင်ပိုင်ကစားရမယ်ပေါ့နော်လက်ရှိမှာ Champions League မှာဆိုလို့ရှိရင် Real က၄ပွဲကစားပြီးတဲ့အချိန်ဒီမှာ၃ပွဲအထိအနိုင်ရထားတယ်တပွဲရှုံးနေထားပြီးတော့ ိုက်စစ်ကရှစ်ကူရတာတယ်ခံစစ်ကတော့ကျွန်တော်တို့နှစ်ကူပြန်ပြီးထားတယ်ပေါ့နော်အဲတစ်ဖက်ကကျွန်တော်နေတဲ့ဒါ Olympia Coast ကတော့လက်ရှိမှာတော်တော်ကိုအချင်းကြီးစိုးနေတဲ့တယ်မှာပါတယ် Champions League ဆိုလို့ရှိရင်သူတို့၄ဘွဲကံပြီးတဲ့နေရာမှာတပွဲမှမနိုင်သေးဘဲနဲ့ပေါ့နော်နှစ်ပွဲတည်နှစ်ပွဲရှုံးဆိုတဲ့ရလက်မျိုးသူတို့ရထားတယ်။ဒါအပြင်တိုက်စစ်ကလည်းနှစ်ကိုးပဲရပြီးတော့ခန်းစစ်ကကိုးကိုးထိကျွန်တော်သာပြီးထားရတယ်ပေါ့နော်။ဆိုတော့အချီနီဒီကဒါသူတို့အိမ်ဝင်းဖြစ်ပြီးမဲ့လေလို့ ရီယမထရစ်ကိုကျွန်တော်တို့အကောင်းဆုံးပြန်တုံပြန်နိုင်ဖို့ကတော့မလွယ်ဘူးလို့ကျွန်တော်ပြောရမယ်။ဒါပေမဲ့လည်းလို့တစ်ဖက်ကရီယမထရစ်နဲ့ပတ်သက်လို့ရှင်ကျွန်တော်ကစဉ်းစားစရာတွေဖြစ်လာပြီ။ဘာလို့လဲဆိုတော့ပုံမှန်အဖြစ်ဆိုလို့ရှင်ပေါ့နော်လက်ရှိရီယမထရစ်ရဲ့ခြေစွမ်းကဒါအရာရာကောင်းနေတဲ့တဲမှာပါတယ်အဆင်ပြေနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့လည်းလို့လက်ရှိသူတို့မှာပြဿနာတွေရှိတယ် အဲပြည်တနာတွေရှိတယ်ဆိုတာလက်ရှိကစားမားနဲ့နီးပြရဲ့ဂျားကပြည်တနာတွေကျွန်တော်ရှိတယ်အခုဆိုလို့ရှိရင် Vinicius Junior က Real Madrid ကနေပြီးတော့စာချုပ်တက်မတူဘဲနဲ့အသင်းပြောင်းခြင်းနဲ့ဆိုတဲ့သတင်းတွေတခြားကြားနေရသလိုကျွန်တော်တို့ပေါ့နော်ဒီဘယ်လိုပြောမလဲဂျာဗီအလွန်ဆိုကိုကစားမားအချို့ကမလူချင်ညဘူးပေါ့နော်အာမလူချင်ညဘူးသဘောမကျကြဘူးဒါအ ਨੇ စုလောက်ပဲကျွန်တော်တို့သဘောကျတယ်ပေါ့ကိုတူဝါတို့နော်ပြီးရင်ဒိန်းဟိုဟောက်ဆန်တို့ဟလာအဲကွင်းလေမှာဆိုလို့ရှိရင်ကျွန်တော်တို့ အာရဂူလာလာเนาะပြီးရင်တိုက်စစ်ကကလီယန်အမ်ဘာဘီပေါ့ဒီလောက်ဖြစ်ညီပြဂျာဗီအလွန်ဆိုကိုသဘောကျကြပြီးတော့ဂျန်နစ်ဇာမားတွေအများစုကသဘောမကျဘူးဆိုတော့အလွန်ဆိုနဲ့လမ်းခွဲဖို့ဆိုတော့ကောလာဟာလာလီတောင်တက်လာတဲ့အချီနီမျိုးတွေထိကစားသမားနဲ့ညီပြရဲ့ဂျာထဲမှာမလိုအပ်တဲ့ဒီတရင်ပုတ်တီကကျွန်တော်ထွက်နေတာပေါ့နော်အဲ့တော့ရီယယ်မက်ထရစ်မှာကအဲ့လိုပြဿနာတွေကျွန်တော်ရှိတယ်အထူးသဖြင့်ကျွန်တော်ပြီးခဲ့တဲ့ပွဲဒီမှာဆိုလို့ရှိရင်ဗီနီရှက်ဂျူနီယာကအာလူစားဆိုလို့ရှိရင်သူ့ကိုပဲလဲတယ်ဘာလို့လဲပေါ့သိရမလားဒါရီနဲ့ပတ်သက်လို့သူပြောတာကြီးကျွန်တော်ရှိတယ်လို့တန်တန်းတော့ တိုးဖို့ဆိုလို့ရှိရင်ဂျာဗီအလွန်ဆိုနဲ့သူအဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးတွေလည်းပြောနေတယ်ဗျာအဲ့တော့ကျွန်တော်တို့ဂျားထဲမှာဘီမက်ထရစ်မှာကပေါ့နော်ကွင်းတွင်းမဟုတ်တယ်ကွင်းတွင်းပြဿနာအချို့ပြင်ကွင်းပြင်ပြဿနာတွေပါသူတို့ကြုံနေရတယ်အဲ့တော့အရာတွေက negative impact တွေကျွန်တော်ဖြစ်တဲ့အတွက်ဒီလိုမျိုး Champions League ပွဲစဉ်တွေမှာဆိုလို့ရှိရင်ကောထိခိုက်မှုတွေကျွန်တော်ရှိမလာနိုင်ဘူးလို့ယတိပြည့်ကြီးကျွန်တော်သတ်မှတ်လို့ကျွန်တော်မရဘူးအဲ့တော့ Real Madrid အနေနဲ့ဒါတွေကိုကြော်ဖြတ်ပြီးတော့ရလက်တီနဲ့ပေါ့နော်ကျွန်တော်ဒါအကောင်းဆုံးဖြစ်အောင်ကျွန်တော်လုပ်ပြနိုင်ဖို့လိုတယ်နီးပြပြတဲ့ဂျာဗီအလွန်ဆိုရဲ့ဘက်ကရော လက်ရှိကျွန်တော်တို့ဒီဟွာကိုဗာလဲဗီနီရှက်ဂျူနီယာကိုကျွန်တော်ထပ်ပြီးတော့ပွဲထုတ်အောင်မှလာပေါ့ဒါကြီးကလည်းကျွန်တော်ပြောစရာတွေဖြစ်လာပြီဆိုတော့ပြည်တွင်းမှာဆိုလို့ရှိရင်ကောဖြစ်ဖြစ်ပြီးပြီးပါမှာပဲဖြစ်ဖြစ်ရီယယ်မက်ထရစ်ကအစဉ်ပြင်နေတဲ့တယ်မှာကျွန်တော်ပါပါတယ်ရီယယ်မက်ထရစ်ကကျွန်တော်ဒါအဲဒီ73ပွဲပေါ့နော်လာလီဂါကစားပြီးတဲ့ချိန်မှာသူတို့10ပွဲထိနိုင်ထားပါတယ်နှစ်ပွဲတည်ကြပြီးတော့တပွဲပဲသူတို့ရှုံးနေထားသေးတယ်32ပတ်နဲ့ဒုတိယနေရာကဘာစီလိုနာထက်တမတ်အပ္ပာနဲ့သူတို့ကလုတ်ပြထားတာအဲ့ဒီတော့ ဟို Champions League မှာလည်း၄ပွဲမှာ၃ပွဲထိနိုင်ထားတာတွေကိုကျွန်တော်ကြည့်ရင်အကုန်အဆင်ပြေနေပါတယ်။တိုးတိုးလည်းပဲခုနကပြောသလိုမျိုးပြဿနာတွေဖြစ်နေတယ်ဆိုတော့ဒီပွဲမှာပေါ့နော်အဲ့ဒီ impact တွေကိုကျွန်တော်တို့မြင်ပြီးတော့မတင်မပဲတိုင်ပတ်သွားတဲ့ကဏ္ဍတွေကျွန်တော်တွေ့ရမလားပေါ့လေ။ကျွန်တော်ကတော့ away win မှာ Real Madrid အနေနဲ့ဒါတွေကိုကြော်ဖြတ်ပြီးတော့ရက်လက်ကောင်းကြီးယူပြနိုင်တဲ့အခြေချင်းမျိုးရှိနေတဲ့အသင်းဖြစ်တဲ့အတွက်ရက်လက်ပိုင်းကတော့သူတို့အတွက်မထိခိုက်ဖို့ကျွန်တော်မျှော်လင့်ရမယ်။ဆိုတော့ဘလို့တွေဖြစ်လာမလဲ။ညီကလို့ရောဘလို့မြင်ကြလဲဆွေးနွေးကြပါဦး။နောက်ထပ်တစ်ပွဲကသူတို့ဒီ လီဗာပူးနဲ့ PSV တို့ရှင်မြိုင်ကစားမယ့်ပွဲပါဆိုတော့အလုံးသိတဲ့အတိုင်းပဲလီဗာပူးတင်ကတော့ပရီးမီးယားလိမှာဘောနောတောက်လျှောက်ဆိုတော့အချင်းကြီးဆိုးတွေကျွန်တော်ကြုံနေရတယ်အဲဒါပေမဲ့ကျွန်တော်ဒီ PSV နဲ့စပြောခြင်းရန် PSV ရဲ့ဘက်ကတော့လက်ရှိ Champions League မှာလေးပွဲကင်တဲ့နေရာမှာသူတို့တပွဲပဲအနိုင်ရတယ်နှစ်ပွဲတည်ကြပြီးတော့တပွဲရှုံးနေထားရတယ် ဆိုတော့လက်ရှိ၅မှတ်ရတာတွေတိုက်စစ်က၉ကိုရပြီးတော့ခန်းစစ်ကပေါ့နော်ခုနကူပြန်ပြီးထားရတယ်ပေါ့သူတို့အနီထားနေဆိုလို့ရှင်တော့အဲ့လောက်ကြီးစိုးဝါးတယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒီနောက်ဆုံးအနိုင်ရခဲ့တဲ့ပွဲကလည်းတို့ရှိပွဲမှာတည်ရကြတယ်အဲ့ဒီရှိမှာအနိုင်ရတယ်ပေါ့အဲ့ဒီရှိကနှစ်ပွဲကသူတို့တွေတည်ရည်ရှုံးပွဲတွေနဲ့သူတို့ကြုံထားတာအဲ့တော့ PSV အနေနဲ့လည်းဒါရှုံးပွဲကလည်းတပွဲပဲကြုံထားသေးတယ်ဆိုတော့သူတို့တည်ရများတယ်ပေါ့သူတို့သူတို့အိမ်ဝင်းဆိုလို့ရှင်တော့အတိုင်းအတာတစ်ခုဒီ PSV မှာမျှော်လင့်ချက်ကျွန်တော်ရှိတယ်ဒါပေမဲ့လို့ကျွန်တော်လီဗာပူးတင်းဘက်ကိုကျွန်တော်ကြည့်တဲ့အခါ ေဘဘူးအတွက်ဒီပွဲကနိုင်ပွဲကတော်တော်ကိုတာဆူနေတဲ့ပွဲမျိုးပါကျွန်တော်ကတော့နီးပြဖြစ်တဲ့အာနီစလိုအနေနဲ့ဒီလိုပွဲမျိုးတွေကထပ်ပြီးတော့အမှတ်ရရော့လို့ရတော့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ချန်ပီယံစ်လိမှာစူဆူဝါဝိုင်းတိုင်ပတ်နေတာမျိုးကျွန်တော်မဟုတ်ဘဲနဲ့သူကပရီးမီးယားလိမှာအကုန်တိုင်ပတ်နေတယ်ပြသေးတယ်လေဘာဘူးကချန်ပီယံစ်လိဆိုလို့ရှင်လေဘာဘူးက၄ပွဲမှာသူတို့၃ပွဲနိုင်တယ် သုံးပွဲဒီအနိုင်ရထားပြီးတော့တပွဲရှုံးနေထားတဲ့ဂလာတာဆာရီကိုဝမ်စီနဲ့အဝေးခွင်မှာရှုံးတာတိုက်စစ်ကကူကူရပြီးတော့ခန်းစစ်က၄ခုပြန်ပြီးထားတယ်ဒီချီနီကချန်ပီယံစ်လိမှာစိုးဝါးတယ်လို့ကျွန်တော်ပြောလို့မရဘူးဒါပေမဲ့လည်းလို့ဘောနော်သူတို့ပြည်တွင်းကဖိအားတွေကဟိုကျွန်တော်ဒီပွဲထိပါလာမှာကျွန်တော်စိုးဝါးတယ်သူတို့ပြင်တာအိမ်ငွေးမှာကျွန်တော်ကစားမှာဗျာဒီမတိုင်ခင်မှာဆိုလို့ရှိရင်ချန်ပီယံစ်လိမှာသူတို့တွေရီယယ်မက်ထရစ်လိုအသင်းမျိုးကိုလည်းအနိုင်ယူတယ်အပြင်ကျွန်တော်ဘောနော်အက်သလက်တီကိုမက်ထရစ်ကိုလည်းအနိုင်ယူတဲ့အပြင် ဲ Frankfurt တို့ဘာတို့ကိုလည်းသူတို့ကဂိုးပြက်တီနိုင်ထားတာဆိုတော့ Galatasaray တသိန်းလေးကိုပဲကျွန်တော်ရှုံထားတာပေါ့ဆိုတော့အိမ်ဝင် Anfield မှာကစားမဲ့ဒီလိုပွဲမျိုးမှာ Liverpool တို့ကမဖြစ်မနေဆိုတော့အမှတ်ပြန်ယူပြမှကျွန်တော်ရမယ် Champions League မှာကောင်းနေပြီမဲ့လို့ Premier League မှာဒါကြောင့်တိုင်ပတ်နေတယ်ဆိုတော့ဒီ Premier League ကရလက်တီကိုပြန်အဆင်ပြေနိုင်ဖို့ဆိုရင်ဒီလိုပွဲတွေကစပြီးတော့သူတို့လုတ်ပြမှာဒါတွေကလည်းကျွန်တော်လုံခဲ့တဲ့အပတ်ဒီကလေးကပြောနေတာ Anislo ကမလုံနိုင်ဘူး တော့ပရီးမီးယားလိမှာသူ12ပွဲကစားပြီးတဲ့အနေထားမှာသူတို့6ပွဲနဲ့6ပွဲရှုံးဆိုတဲ့ပုံစံမျိုးဒါဘလို့မှလက်ခံနိုင်စရာကောင်းတဲ့အနေထားတစ်ခုဟုတ်မနေဘူးပေါ့နော်အဲ့တော့လက်ရှိလီဗာပူးတင်းရဲ့ဘက်ကဒါရီကိုသူတို့ပြည်တွင်းမှာကြနေတဲ့ဖိအားတွေကိုတက်နေနေမှာရှော့ဖို့ဆိုရင်ဒီလိုပွဲတွေပါလာနိုင်ဖို့ကျွန်တော်လုပ်ဖို့လိုပါပြီဆိုတော့အာနီစလော့အတွက်လည်းထပ်ပြီးတော့ပွဲတွေကရှုံးလို့မရတော့ဘူးတိုက်စစ်မှာဆိုလို့ရှိရင်လည်းပြက်သားတဲ့ဆုံးဖြတ်ချက်တွေကျွန်တော်ချသင့်နေပြီပေါ့မိုဟာမက်ဆာလာအနေနဲ့ ပုံစံကောင်းနေပြသနိုင်ခြင်းမရှိတဲ့အနေအထားမှာဆိုရင်ကျွန်တော်အရန်လူစင်းကိုထည့်တင်ကျွန်တော်ထည့်ရမယ်။အဲ့လေအရန်လူစင်းမှာခြံခဲ့တင်ကျွန်တော်ခြံခဲ့ရမယ်။ကျူကွယ်အက်ဂီတီကီလိုကစားမမျိုးကိုကျွန်တော်တို့အနေနဲ့ဒါအရန်ကုန်မှာခြံခဲ့လို့မရဘူး။လက်ရှိမှာမိုဟာမက်ဆာလာနဲ့ပဲကြီးကြီးကိုရီကပူပဲကျွန်တော်ကြီးကြီးအစ်ဆက်ပဲကျွန်တော်ကြီးကြီးပေါ့နော်။ကျွန်တော်လက်ရှိမှာအက်ဂီတီကီလောက်ကျွန်တော် impact ဖြစ်တဲ့ကစားမလေပေါက်တိုက်စင်မှာမရှိပါဘူး။ကစားမတွေကအည်သွေးရှိရတဲ့တဲ့ အကြီးချင်းပိုင်းကြတော့ပေါ့နော်ကျွန်တော်တကယ်တကယ်ကျွန်တော်လက်ရှိပွဲတွေမှာမပြနိုင်ဘူးအဲ့တော့နီးပြပြတဲ့အာနီစလိုအနေနဲ့လေကစားမားတွေကိုကျွန်တော်တုံးတဲ့ကနာမည်ကိုမကြည့်ဘဲနဲ့ impact ကိုပဲတကယ်ကြည့်တင်ပြီးတော့ပုံစံကောင်းရနေတဲ့ကစားမားတွေကိုအရန်ကုန်ကိုခြံခဲ့တင်တယ်လို့ကျွန်တော်မထင်ဘူးအဲ့ဒါကြောင့်လို့ဒီမှာဆိုလို့ရှိရင်နီးပြပြတဲ့အာနီစလိုအတွက်ဒီပွဲကမဖြစ်မနေဆိုလို့နိုင်ပွဲပြန်ယူပြမယ်ပွဲပါကျွန်တော်ကတော့လီဗာပူးတင်ရဲ့လက်ရှိဒီခံစင်းနဲ့ဆိုလို့ရှိရင်ဘူရောပြရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်သူတို့ပြင်ပေါ့နော် right back မှာဆိုလို့ရှိရင်သူတို့တွေ၃ဆရာအများကြီးမရှိဘူးဖြစ်နေတယ် နော် Florian VS2 ပါလို့လဲ injury ပြဿနာတွေကြုံနေရဆဲပဲအဲ့တော့လက်ရှိလေပေါ့ဦးတင်ရဲ့တိုက်စစ်ပိုင်းမှာမှန်ကန်တဲ့လူရွေးချယ်မှုတွေဒါလုံနိုင်မယ်ဆိုရင်အနည်းစလို့တော့မျောရင်းချက်ရှိတယ်လို့ထင်တယ်။ဂိုးတော့ပြန်ပြီးကောင်းပြရလိမ့်မယ်။ဒါပေမဲ့လို့သူတို့အတွက်ပေါ့နော်အချင်းကြီးကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။တိုးတိုးလည်းပဲ PSV လို့အသင်းမျိုးနဲ့တွေးတဲ့အနေအထားမှာလီဗာပူးအတွက်အချင်းကြီးဇိုးဒီတွေကလည်းရုံထွက်ဖို့ဆိုရင်ဒီလိုပွဲမျိုးကနိုင်အောင်ကိုသူတို့လုပ်ရပါလိမ့်မယ်။ဒါအပြင် International Break ကမရှိတော့ဘူးဗျာရှိလာမယ်ပွဲတွေက အဲ့တော့ကျွန်တော်နိုင်ငံပွဲစဉ်တွေမှာကစားမားတွေကိုလက်လွတ်ရတာမျိုးဆိုတော့အာဖရိကကပ်ဘောနေရှင်းလောက်ပဲရှိတယ်ဆိုတော့လီဗာပူးအတွက်အခုချိန်ဟာကြားထဲမှာ rhythm ကောင်းတစ်ခုပြန်တည်ဆောက်အောင်မဲ့အချိန်မျိုးကျွန်တော်ဖြစ်နေပြီအဲ့တော့ဒီပွဲကနိုင်အောင်ကိုကျွန်တော်လုပ်ပြမှကျွန်တော်ရမယ်လီဗာပူးအနေနဲ့အင်ကွင်းအန်ဖီမှာတော့ PSV ကိုတောင်မရှုံးသင့်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့အန်ဖီမှာဆိုလို့ရှိရင်သူတို့ဒီ Northern Forest ကိုဂိုးပြက်ရှုံးထားတာတွေကတော်တော်ကိုလက်မခံနိုင်စရာအခြေအနေမျိုးပါ တော့ညီကတို့ရောဘလူမင်းညလဲလီဗာပူးဒီလိုမျိုးရတဲ့ဆိုဒီကိုအခုလက်ရှိပွဲကစလို့ပြောင်းပြန်လှန်နိုင်လိမ့်မယ်လို့တင်ကြလာဆွေးနွေးကြပါဦးအနီစလောအတွက်တော့ဗောနောအမှတ်ဒီစပြီးတော့ပြင်စုဆောင်ရအောင်မဲ့ပွဲပွဲမျိုးက Champions League ဆိုပြီးမဲ့လေလို့ဗောနော Champions League မှာကောင်းနေတာဆိုတော့ဒါတို့ဒီ Champions League ကောင်းနေတာတွေကိုလေကျွန်တော်ကဖယ်ထားခဲ့လို့မရဘူးအဲ့တော့ရလက်ကောင်းတော့ယူပြနိုင်ဖို့တော့မျှော်လင့်ထားရမယ်ဒီလိုရဘလူမင်းညလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါမယ်